တောင်ငူသူတောင်ငူသားလို့ပြောလိုက်လို့ရှင်ရင်ကရင်ကောင်လေးတွေကရင်ကောင်မလေးတွေနဲ့လည်းမဆိုင်မှုဆိုတာယုံတော့အခုသွားမယ့်လမ်းမှာဆိုလို့ရှင်ရင်ကရင်ကောင်မလေးတွေကရင်ကောင်လေးချောချောလေးတွေကိုအများဆုံးမြင်တွေ့ရမယ့်နေရာပဲဖြစ်ပါတယ်။များသောအားဖြင့်ဒီလမ်းလေးမှာဆိုလို့ရှင်ရင်ဒီဝန်းကျင်တဝိုင်းမှာဆိုလို့ရှင်ရင်ဒီကရင်ကောင်လေးကောင်မလေးတွေများသောအားဖြင့်ရှိကြရပေါ့နော်။အသားဖြူဖြူကရင်စကားဝဲဝဲလေးတွေနဲ့ကရင်မလေးတွေကတိတ်ချစ်စရာကောင်းတယ် ပါပြင်းစင်ခြေတောက်မှုမှမရှိတဲ့ကရင်မလေးတွေချောချောလေးတွေကိုတွေးချင်နေဆိုလို့ရှိရင်ဒီမြို့ကြီးဘက်ကိုလာခဲ့နော်အဲ့ဒါဆိုလို့ရှိရင်တည်ကြတယ်ကရင်မချောချောလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်အခုရောက်နေတဲ့လမ်းလေးကတော့အဲတောင်ပေါ်မှာရှိတဲ့မြို့ကြီးလမ်းထဲကိုရောက်နေတာဖြစ်ပါတယ်ဒီနေရာလေးကအတော်လေးပြောင်းလဲသွားပြီးဖြစ်ပါတယ်အဲလမ်းလေးတွေလည်းအဲဒီလိုပုံစံမျိုးလေးတွေပေါ့နော်တည်ရှိနေတာဖြစ်ပြီးတော့အခုရှေ့မှာမြင်နေရတဲ့တောတိခိုစင်းရုံကလည်းအစ်စ်ပြန်လဲ စောက်ထားတဲ့ဆေးရုံအစ်စ်ဖြစ်ပါတယ်အအရင်လိုမျိုးမတူတော့ဘဲနဲ့ပေါ့နော်တေချာတတက်ရရန်တတန့်ရှင်းရှင်းခန်းခန်းနနာပုံစံလေးဖြစ်နေပါပြီအဲ့ဒီရောနောက်ထပ်ပြောင်းလဲမှုတစ်ခုကကြတော့အဲ့တော့တိခိုဆင်းဝင်ရဲ့ဘီနာမှာအကောင်စားလက်ဖက်ဆိုင်ပေါ့နော်ရောက်လာပြီဖြစ်ပါတယ်ဆိုတော့ဒါလေးတွေကလည်းတစ်ဆက်တည်းပြောင်းလဲသွားတဲ့အရာလေးတွေပေါ့နော်တချို့ကမြို့ကြီးလမ်းကနေပြီးတော့အ နေရာအသစ်ပုံစံအသစ်လေးတွေကိုတွေးချင်တဲ့လူတွေအတွက် update ပြောပြပေးတာပေါ့နော်အဲတချို့နေရာလေးတွေကလည်းမပြောင်းလဲဘူးအဲဒီအတုပ်ဆိုင်လေးဆိုလည်းအရင်ကြာနေပြီအဲအတုပ်ဆိုင်လေးဒီအတိုင်းလေးပဲရှိနေတုံးမှာပဲဒီဘက်မှာကရင်နေစီရောင်းတဲ့အရာလေးတွေစေးဆိုင်လေးတွေစေးကန်းလေးတွေ music ဆိုင်လေးတွေအများကြီးတွေ့ရမှာပေါ့နော် ပြီးတော့ဒီရဲ့ရွှေကွန်းရှိမှဆိုလို့ရှိရင်လည်းဒါလေးကဒီမြို့ကြီးမှာနေတဲ့လူတွေအကုန်လုံးဟိုမသိတဲ့သူမရှိဘူးပေါ့နော်ဒါဆိုလည်းမြို့ကြီးမုတ်ဆိုင်ဖြစ်ပါတယ်လို့ဒါလေးကိုအဲတောင်ငူကိုလွမ်းနေတဲ့သူတွေအတွက်ပေါ့နော်အမှတ်တရတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ကြည့်ရှုပြီးလို့အရင်မဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်